င်ပါဒီနေ့အော်တိုဘားလ29ရက်နေ့အတွက် People's Spin ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဂျကာတာမြို့တော်မှာခွေးသားကြောင်သားစားခွင့်ရောင်းခွင့်ပိတ်ဖို့စီစဉ်နေတဲ့သတင်းအာဖဂန်ပါကစ္စတန်ငြိမ်းချမ်းရေးဆွေးနွေးမှုမအောင်မြင်တဲ့အကြောင်းဘရာဇီးမြို့တော်ရီယိုဒီဂျနေရိုမှာဒုစရိုက်ဂိုင်းအခြေစိုက်ရာရပ်ကွက်ကိုရဲတပ်ဖွဲ့စီးနင်းတဲ့ဖြစ်စဉ်ဒီသတင်းတွေကိုနောက်ဆက်ရမှာဖြစ်ပါတယ်ရှင်ကြောင်သားခွေးသားရောင်းချမှုတွေကိုတရားဝင်ပိတ်ပင်မှုအစီအစဉ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့တော်ရဲ့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ဒရိတ်ဆန်ခွင့်ရမြင့်တင်ဖို့နဲ့ခွေးယူယောဂါတိုက်ဖျက်ရေးရည်ရွယ်ချက်တွေအတွက်မကြခင်မြို့တော်အေရိယာတွေမှာခွေးသားကြောင်သားရောင်းချမှုစားတောက်မှုတွေကိုတားဆီးမဲ့ဥပဒေတစ်ခုအသက်သွင်းသွားမယ်လို့ဂျကာတာအုပ်ချုပ်ရေးမှူးပရမိုနိုအင်နွန်ကပြောပါတယ်။ဒီဆုံးဖြတ်ချက်ပေါ်ဒရိတ်ဆန်ခွင့်ရအဖွဲ့အစည်းတွေကဝမ်းပန်းတသာကြိုးဆိုခဲ့ကြပါမယ်လေ။ခွေးသားကြောင်သားစားတောက်မှုရောင်းချမှုတွေကိုတနိုင်ကလုံးအတိုင်းအတာနဲ့ပြေပင်ဖို့တောင်းဆိုမှုတွေအထောက်မမြောက်သေးဘူးလို့ထောက်ပြခဲ့ကြပါတယ်။ ဂျာကာတာကအလူအတောင်ဝဲတို့မှာခွေးသားကိုဟင်းလျာအဖြစ်ချက်ပြုတ်စားတော့တဲ့အလေထားမျိုးရှိနေသေးပါ။ကြောင်သားစားသူတွေလည်းရှိပေမဲ့ခွေးသားစားတဲ့အခြေအနေနဲ့ရှင်တော့အတော်လေးနေပါတယ်။ဂျာကာတာမှာတော့ခွေးသားကိုကာတွန်းဇက်ကောင်ခွေးတစ်ကောင်ရဲ့နာမည်ကိုအစွဲပြုပြီး Scooby Doo လို့သုံးလုံးခေါ်ဝေါ်ကြပါတယ်။ပရမိုနိုကဂျာကာတာမှာခွေးသားရောင်းဝယ်ဖောက်ကားမှုတွေဟာစိုးရိမ်စရာပမာဏမျိုးလောက်ရှိနေပြီးပိတ်ပင်တားဆီးဖို့အတွက်အရေးပေါ်တုံ့ပြန်မှုတွေလိုအပ်နေပြီလို့သတင်းထောက်တွေကပြောကြားခဲ့တာပါ။ ကမ္ဘာကြီးနဲ့ပုံမထိတွေ့လာတဲ့မျိုးတော်တစ်ခုဖြစ်တဲ့ဂျာကာတာမှာဒီလိုအလေးထားမျိုးဆက်မရှိတင်ဘူးလို့သူကဆိုပါတယ်။ခမန်းချက်တွေရဂျာကာတာမှာလစဉ်ခွေးကောင်ရေ9500ဝန်းကျင်ဟာအသားပေါ်ဖို့တပ်ဖြတ်ခံနေရကြောင်းလည်းသိရပါတယ်။အဲ့ဒီထဲက68ရာခိုင်နှုန်းလောက်ဟာအနောက်ဂျာဗာကနေတရားမဝင်မှောင်ခိုပို့ဆောင်တာဖြစ်ပါတယ်။ဆိုရင်ဇာကိစ္စတစ်ခုကတော့အဲ့ဒီဒေသမှာခွေးယူရောဂါဗိုင်းရပ်စ်တွေဆက်လက်ပြန့်နှံ့မှုတွေရှိနေတာပါ။ဒရိုက်ဆန်ဈေးကူဆရာဝန်တွေကတော့ အင်ဒိုနီးရှားရဲ့ဒေသကြီး38ခုထဲကဂျကာတာအပေါင်းဝင်7ခုမှာသာခွေးယူရောဂါကင်းစစ်နည်းမြေအဖြစ်ရှိနေတယ်လို့ပြောကြခဲ့ပါတယ်။ဂျကာတာမှာခွေးသားကြောင်သားရောင်းချခွင့်အစားသောခွင့်ကိုပိတ်ပင်ဖို့စီစဉ်နေတဲ့အပေါ်မှာအများစုကထောက်ခံခဲ့ကြပေမဲ့တချို့စားသောဆိုင်နဲ့ခွေးသားကြောင်သားကြိုက်တဲ့အစားသောတွေကတော့တစ်ဖက်သက်ဆန်နဲ့ဆုံးဖြတ်ချက်လို့ဝေဖန်နေကြပါတယ်။ခွေးသားဟင်းလျာဟာလက်စစ်ကန်ထိန်းသိမ်းလာတဲ့ရိုးရာအငွေနဲ့တခုလို့လည်းသတ်မှတ်နိုင်ကြောင်းပြီးတော့တိုင်းရင်းစေဝါဆိုင်ရာယုံကြည်မှုအရာ ်သွေးလွန်တုပ်ကွေးယောဂသည်တွေကိုဓာတ်စာအဖြစ်ခွေးသားဟင်ကျွေးလျက်ရှိကြောင်းသူတို့ကပြောပါတယ်အဲ့ဒီအယူဆကအင်ဒိုနီးရှားမှာအတော်လေးကြေကြေပြက်ပြက်လက်ခံထားတဲ့ကိစ္စပါခွေးသားစားခြင်းကသွေးဆဲတွေကိုဖိဖြိုးမှုအားပေးထောက်ပံ့တယ်လို့အယူဆရှိပေမဲ့သိပ္ပံနေကြအတေပြုတ်နိုင်တာမျိုးတော့မဟုတ်ဘူးလို့လည်းသိရပါတယ်ရှင်။အာဖဂန်နစ္စတန်ရဲ့ငြင်းကြေးဆွေးနွေးမှုကအလုံးမဖြစ်ခဲ့ဘူးလို့ပါကစ္စတန်အစိုးရကအတေပြုတ်ခဲ့ပါတယ်။ပါကစ္စတန်ရဲ့ပြန်ကြားရေးဝန်ကြီးကတူရကီနိုင်ငံအစ္စတန်ဘူမြို့တော်မှာနှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဆွေးနွေးမှုဟာ အလုံးမဖြစ်ခဲ့ပဲတင်းတော်တဲ့ဖြေရှင်းမှုတွေဘာမှမရခဲ့ဘူးလို့ပြောကြခဲ့တာပါအခုလာတဲ့မှာပါကစ္စတန်နဲ့အာဖဂန်ကြားတရက်ကြားနေဆက်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နောက်ဒေသရဲ့အငြိမ်းချမ်းရေးအတွက်အရေးပါတဲ့အပြစ်ရဲဆွေးနွေးမှုတွေကိုအစတင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာတော့နှစ်ဖက်ကြားမယုံကြည်မှုတွေကြောင့်သဘောတူညီမှုဘာမှမရရှိပဲဆွေးနွေးမှုတွေအဆုံးသတ်သွားတာဖြစ်ပါတယ်အာဖဂန်ရဲ့တာလီဘန်အစိုးရကဆဲလို့တဲ့ကိုယ်စားလှယ်တွေဟာအဓိကကြားတဲ့အကြောင်းအရာတွေကနေအချင်းချင်းရှောင်လွဲပြီးပြောဆိုနေတာကြောင့် ဇွန်နင်းမှုတွေကအရှိမတိုးနိုင်ဖြစ်ခဲ့တယ်လို့ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးအဒူလာတာရော့ကအော်တိုဘာ29ရက်နေ့မှာဆက်ဆဲပြောဆိုခဲ့ပါတယ်။တာဝန်ယူမှုတာဝန်ခံရမှုရှိမဲ့အစားအာဖဂန်တာလီဘန်တွေဟာအဖြစ်ဖို့တာလွှဲချတာတွေကိုပဲအားသာနေကြောင်းဒီတော့အလုပ်ဖြစ်မဲ့ဖြည့်ရှင်မှုတစ်ခုခုရှာမရပဲဇွန်နင်းမှုတွေပြက်ပြဲကုန်ကြောင်းသူကပြောပါတယ်။တာလီဘန်အစိုးရရဲ့အာဖဂန်နိုင်ငံကြားရေးနဲ့ကာကွယ်ရေးဝန်ကြီးဌာနတွေကတော့ဇွန်နင်းမှုတွေမအောင်မြင်ဘူးဆိုတဲ့ပါကစ္စတန်ဘက်ကစကားပေါ်ဘာမှချမ်းမပေးသေးပါဘူး။ ကာတာနိုင်ငံဒိုဟာမြို့မှာအော်တိုဗလာအစကွေးအနေကရရှိခဲ့တဲ့သဘောတူညီမှုအရနိုင်ငံခြားအပြစ်ရထားပေမဲ့ခိုင်မာတေချာတဲ့ငင်းကြီးအာမခံချက်အတွက်ဆက်လက်ဆွေးနွေးချိန်မှာမအောင်မြင်ပဲဖြစ်ခဲ့ရတာပါ။ဒါကြောင့်နေဆက်မှာနောက်ထပ်တိုက်ပွဲတွေထပ်ပြလာမှာကိုစိုးရိမ်မှုတွေလည်းမြင့်တက်လာနေပါတယ်။ပါကစ္စတန်ကအာဖဂန်ရဲ့ကပူးမြို့တော်မှာပါကစ္စတန်တာလီဘန်အဖွဲ့ခွဲခေါင်းဆောင်တယောက်ကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးအဲဒီနောက်ပါကစ္စတန်တာလီဘန်တွေက ငယ်စားမှာရှိတဲ့ပါကစ္စတန်စစ်ကန်တွေကိုလက်တော့ပြန်တက်ခိုက်ခဲ့ရကနှစ်ဖက်စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ပြီးဒါဇင်နဲ့ချီတိုက်စုံးမှုတွေရှိခဲ့တာပါပါကစ္စတန်အစိုးရကိုစန့်ကျင်တဲ့ပါကစ္စတန်တာလီဘန်အင်အားစုတွေကိုအာဖဂန်တာလီဘန်တွေကလက်ခံထားကြောင်းပါကစ္စတန်ဘက်ကဆက်ဆဲခဲ့ပေမဲ့တာလီဘန်တွေကတော့နိုင်ငံရဲ့ခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုခိုးလုံခွင့်ပေးမထားဘူးလို့ညင်းဆိုခဲ့ပါတယ်အစ္စတန်ဘူကဆွေးနွေးပွဲမှာပါကစ္စတန်အစိုးရရဲ့အဓိကတောင်းဆိုမှုတစ်ခုဖြစ်တဲ့ပါကစ္စတန်တာလီဘန်တွေကိုလက်ခံမထားဘူးဆိုတဲ့ကိစ္စကို အာဖဂန်တာလီဘန်တွေကသဘောမတူခဲ့ဘူးလို့လည်းပါကစ္စတန်လုံခြုံရေးအရာရှိတူကမှတ်ချက်ပေးခဲ့ပါတယ်။ပါကစ္စတန်နဲ့အာဖဂန်တို့ကြောင့်မှကီလိုမီတာ2600လောက်ရှည်လျားတဲ့နယ်နိမိတ်ထိစပ်နေပါတယ်။အစောပိုင်းတုန်းကတော့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအာဖဂန်အစိုးရဘက်ကလည်းငြိမ်းချမ်းရေးကိုလိုလားမယ်လို့သူယုံကြည်ကြောင်းဒါပေမဲ့ဆွေးနွေးပွဲမအောင်မြင်တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့နှစ်ဖက်ကြောင်းမှာစစ်ပွဲကြီးအဆင့်ထိရောက်သွားနိုင်ကြောင်းသတိပေးပြောကြားထားပါတယ်။အပြည့်ရထားတဲ့ကာလအတွင်းမှာလည်းနယ်စပ်မှာနှစ်ဖက်တိုက်ခိုက်မှုတချို့ဖြစ်ပွားခဲ့တာကြောင့် ါကစ္စတန်စစ်သား9ယောက်နဲ့တာလီဘန်တပ်ဖွဲ့ဝင်25ယောက်တိုက်ဆုံးခဲ့တယ်လို့ပါကစ္စတန်ကာကွယ်ဝန်ကြီးဌာနကပြီးခဲ့တဲ့သတင်းပတ်ကောမှာကြေညာခဲ့ပါတယ်ရှင်။ဘရာဇီးနိုင်ငံကရီယိုဒီဂျနေရိုမြို့မှာဒုစရိုက်ဂိုင်းတစ်ခုကိုရဲတပ်ဖွဲ့ကပြစ်မှတ်ထားစီးနင်းမှုအတွင်းလူပေါင်း64ယောက်ထပ်မံနေတိုက်ဆုံးခဲ့ပါတယ်။ရီယိုမြို့တရှိရာရီယိုဒီဂျနေရိုပြည်နယ်သမိုင်းမှာတော့ဒါဟာရဲတပ်ဖွဲ့ပမာဏအကြီးမားဆုံးနဲ့လူအသေးပြောက်အများဆုံးစီးနင်းမှုအနေနဲ့လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ မြို့ရဲ့မြောက်ပိုင်းစင်ကြေဘုံတွေဖြစ်တဲ့အလီမော်နဲ့ပန်ဟာခရိုင်တွေရဲ့လူနေရပ်ကွက်တွေထဲမှာအော်တိုဘာ28ရက်မနက်ပိုင်းကစလို့လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား2500လောက်ပါဝင်တဲ့ Operation Containment စစ်ဆင်ရေးကိုစတင်ခဲ့တာလို့ပြည်내အုပ်ချုပ်ရေးမှူး Claudio Castro ကပြောကြားခဲ့တာပါ Recommend ဆိုတဲ့ဒုစရိုက်ဂိုင်းကိုပြစ်မှတ်ထားခဲ့တဲ့စီးနှင်းမှုအတွင်းအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးရဲလျောက်အပေါင်းဝင်64ယောက်ထပ်မံတဲ့အသေးအပြောက်ရှိခဲ့တယ်လို့ Castro ကဆိုပါတယ် ပြီးတော့လူပေါင်း80လောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရတာပါ။ရှုပ်ထွေးနေတဲ့လူနေရက်ကွက်လမ်းကျို့လမ်းကြားတွေကဒူးစရိုက်သမားတွေပုန်းခွနေတဲ့နေရာတွေစီကိုရဲကွန်မတီတွေဝင်ရောက်လာချိန်မှာတော့ Red Command အဖွဲ့သားတွေကလက်နက်ငယ်တွေနဲ့တုတ်ပြန်ပစ်ခတ်ခဲ့တယ်လို့ကြိုတင်ချရတဲ့လုံခြုံရေးအတားအဆီးတွေကိုမိတင်ရှုတ်ခဲ့ပါတယ်။နောက်ပြီး drone တွေအသုံးပြုပြီးဘုံတွေပါကျဲချခဲ့တယ်လို့သိရတာပါ။ကုလသမဂ္ဂရဲ့လူအခွင့်အရေးရုံးကတော့ရဲတပ်ဖွဲ့စီနစ်မှုအတွင်းလူတွေအများကြီးတေခဲ့တယ်ဆိုတဲ့အခြေအနေအတွက်တုံ့လုံးမိကြောင်ပြောကြားခဲ့ပြီး ထိရောက်မြန်ဆန်တဲ့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ပါတယ်။ရီယိုမြို့တော်လေးစိတ်နောက်မှာတည်ရှိတဲ့အဲ့ဒီစင်းသောရက်ွက်တွေဟာဘရာဇီးမြို့ရဲ့ဩဇာအကြီးဆုံးဒုစရိုက်ကိုင်းတချို့ရဲ့ဌာနချုပ်နေမျိုးတွေအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားပါတယ်။ပြည်내ရဲတပ်ဖွဲ့ကတော့တေဆုံးသူတွေထဲကအယောက်90လောက်ဟာဒုစရိုက်ကိုင်းသားတွေလို့တနေရာရှိသူတွေဖြစ်တယ်ဆိုပြီးကြေညာခဲ့ပါတယ်။နှစ်ဖက်ပြစ်ခတ်မှုအတွင်းအရက်သားတွေကြားညက်ပြီးထိခိုက်တေဆုံးတာတွေကြုံတွေ့ခဲ့ရတယ်လို့လည်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့တာပါ။တောင်စောင်းတနေရာမှာတည်ရှိတဲ့အဲ့ဒီနေရာမှာ စစ်စင်ရေးစတင်ကလေးကအခြေအနေတွေကအဆင်မြေပြန်တစ်ခုလို့ပြောင်းလဲသွားတယ်လို့မျက်မြင်တွေကပြောပါတယ်။အော်တိုဘာ29ရက်မနက်ပိုင်းထိအဲ့ဒီနေရာတစ်ဝိုက်မှာလမ်းတွေကိုလည်းပိတ်ထားဆဲဖြစ်ပါတယ်။ရက်ကွန်မန်ဟာမူလကအဲ့ဒီကျူးကျော်ရက်ကွက်တစ်ဝိုက်မှာပဲအခြေဆိုင်လှူရှားခဲ့ပေမဲ့ပြီးခဲ့တဲ့လပိုင်းတွေအတွင်း VO ပြည်နယ်အနှက်မှာမူရဲစေဝါမှောင်ခုံမှုနဲ့တခြားဒုစရိုက်ကွန်ရက်တွေကိုပုံမို့ချက်ထွန်လာခဲ့တယ်လို့သိရပါတယ်။ရက်ကွက်တွေထဲဝင်ရောက်စီးနေတဲ့စစ်စင်ရေးမှာ ငွေရစေဝါကီလိုဂရမ်200လောက်ကိုတင်းစီရရှိကြတယ်လို့ရဲတွေကဆိုတာပါဘရာဇီးမှာတော့ဒူးစီရိုက်ကန်တွေကိုရဲတစ်ခွက်ကအကြီးစားစစ်စင်ရေးတွေဆင်နွဲပြီးဖြိုခွဲတိုက်ခိုက်တာမျိုးကအသက်အစမ်းတော့မဟုတ်ပါဘူးအထူးသဖြင့်ဘရာဇီးမှာအဓိကနိုင်ငံတကာအခမ်းအနားကြီးတွေကျင်းပခါနီးဆိုရင်အဒီလိုစစ်စင်ရေးတွေကိုတွေ့ရလေရှိတာပါနောက်လာတဲ့ကြာရင်ကုလသမဂ္ဂရဲ့ရာသီဥတုဆိုင်ရာညီလာခံ COP30 ကိုဘရာဇီးနိုင်ငံမြောက်ပိုင်းကဘီလန်မြို့မှာကျင်းပဖို့ရာထောင်းကြောင်းလည်းသိရပါရဲ့ရှင် ပြည်ပစပင်ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရဲ့ရှင်။